ဲ့လောင်ကစားဥပဒေကြမ်းမှာကာစီနိုလုပ်ငန်းကိုခွင့်ပြုမဲ့အချက်တွေထည့်သွင်းထားကြောင်းမကြသေးခင်ကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အကောင်အဆိုးဝေဖန်မှုတွေလည်းရှိနေပါတယ်။တကယ်တော့ကာစီနိုလောင်ကစားရုံဆိုတာကကမ္ဘာနိုင်ငံအတော်များများမှာကျယ်ဝင်ဖွင့်လှစ်ထားတဲ့အဆင့်မြင့်လောင်ကစားလုပ်ငန်းတွေလို့ဆိုရင်မှားမယ်မထင်ပါဘူး။ကျယ်ပြားလာတဲ့အဆောက်အဦတွေမှာစားတောက်ဆိုင်ဖျော်ဖြေမှုတွေနဲ့တွဲဖက်ထားတဲ့ကာစီနိုလုပ်ငန်းက လူချမ်းသာတွေတထေးတကြွေတွေအများစုလာရောက်သုံးဖြုံးပျော်ပါတဲ့နေရာတွေဖြစ်ပြီးတော့အစိုးရအတွက်အခွန်ငွေအမြောက်အများကောက်ခံရရှိနိုင်တဲ့လောင်းကစားလုပ်ငန်းလေးဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့စံတော်ချိန်ပရိသတ်တွေအတွက်ကဘာပေါ်ကအကြီးမားဆုံးကာစီနို၅ခုအကြောင်းကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့မကာအိုရဲ့အရှိတ်ဘက်ကမ်းရိုးတန်းနယ်မြေမှာတည်ရှိတဲ့ Venetian Macao လောင်းကစားရုံဟာစတူယန်ပေ9သိန်း4600ကျပ်ဝန်းပြီးတော့ကမ္ဘာပေါ်မှာအကြီးဆုံးကာစီနိုရုံအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ Venetian Casino မှာလောင်းကစားဆက်အလုံးရေ3000ကျော်ရှိပြီးတော့ပေါ်ကကစားနည်းလိုကတ်ဆွဲရတဲ့စပွဲကုန်အရေအတွက်က880အထိရှိထားပါတယ်။ဒါအပြင်လောင်းကျေးနိုင်ရတဲ့သူတွေအတွက်ပျော်ပါးသုံးဖြုံးဖို့ကြီးမားလာတဲ့ shopping mall ကြီး3ခုကိုလည်းထည့်သွင်းဖွင့်လှစ်ထားပါသေးတယ်။ လောက်လည်းပတ်တဲ့သူတွေအနေနဲ့အစင်းမြင့်ရေကူးကန်လေးခုမှာအနားယူအပန်းထင်နိုင်တယ်လို့ပဲအပျော်စီးလေဝင်ဆောင်မှုကိုလည်းရရှိအောင်ပါပါအစားအသောက်နဲ့နေရာထိုင်ခင်းအတွက်ဆိုရင်လည်းအခန်းမောင်း3000ရှိရဲအစစ်မြေဟိုတယ်ကြီးထားရှိရဲအတွက် Venetian Macao လောင်းကစားရုံကြီးကပတ်စံဖြုံးနိုင်သူတွေအတွက်တော့နေပံပုံတစ်ခုနဲ့မချပြော့စရာအကြည့်ဖြစ်နေမှသိကြပါရစေ။ ဒုတိယမြောက်အကြီးဆုံးကာစီနိုကလည်းတရုတ်နိုင်ငံမကာအိုမှာပဲတရှိနေတာပါအဲ့ဒါကတော့ Venetian Macao လောင်ကစားရုံကြီးနဲ့ကပ်လျက်ရှိနေတဲ့အိမ်မက်မြို့တော် City of Dream ဆိုတဲ့ကာစီနိုလောင်ကစားရုံပဲဖြစ်ပါတယ်အိမ်မက်မြို့တော်လောင်ကစားရုံရဲ့အကျယ်အဝန်းကစတူရန်ပေ၄သိန်း၂000အထိရှိပြီးတော့လောင်ကစားဆက်အလုံးရေ1350နဲ့လောင်ကစားစပွဲကုန်အလုံးရေ920အထိရှိထားပါတယ်။အပန်းဖြစ်အားယူဖို့အတွက်အခန်းပေါင်း1400ရှိတဲ့ဟိုတယ်ဝန်ဆောင်မှုလည်းထားရှိပါသေးတယ်။ အိမ်မက်မြို့တော်ကာစီနိုယုံကြီးရဲ့ထူးခြားချက်ကတော့အတွင်မိုင်းအလှဆင်မှုကို1980နဲ့1980ပြည့်လွန်နှစ်တွေကအပြင်အဆင်မျိုးဖန်တီးထားပြီးတော့ရှေးဆန်တဲ့ကာဝဲခန့်မကြီးရှိနေတာပဲဖြစ်ပါတယ်။တတိယမြောက်အကြီးဆုံးကာစီနိုယုံကတော့အမေရိကန်နိုင်ငံက Forestwood လောင်စာယုံပဲဖြစ်ပါတယ်။ကနဒီကပြည်နယ်လာတီယတ်မြို့မှာရှိတဲ့ Forsoo Casino ဟာစတူရန်ပေ3သိန်း4000ကျပ်ဝန်းပါတယ်။အကျယ်ဝန်း area အရမကာအိုကကာစီနိုရုံတွေလောက်မကြီးမားပေမဲ့လောင်းကစားဆက်အရေအတွက်က8000ထိရှိထားပါတယ်။ စပွဲကုန်နဲ့ကစားရတဲ့လောင်းကစားဝိုင်းက400ခန်းရှိပြီးတော့အမျိုးပေါင်းစုံလင်လာတဲ့တခြားလောင်းကစားနည်းတွေလည်းရှိထားပါသေးတယ်။ Foxwood Casino ရုံအတွင်းမှာပူးတဲ့ဖွင့်လှစ်ထားတဲ့ Hard Rock Cafe မှာအရသာရှိတဲ့ညစာကိုသုံးဆောင်နိုင်တယ်လို့ပဲအခန်းပေါင်း800ကျော်ရှိတဲ့ဟိုတယ်မှာလည်းအိပ်စက်အနားယူနိုင်ပါသေးတယ်။ သရုတ်ထမြောက်အကြီးဆုံးအဖြစ်ဆက်လက်ဖော်ပြမယ့်ကာစီနိုယုံကတော့အလောင်းကစားမှုလို့ရဲ့ကဘာအဖြစ်သတ်မှတ်ခံထားရတဲ့မကာအိုမှာပဲတည်ရှိနေပါတယ်။အဲ့ဒါကတော့ Ponty System လို့နာမည်ပေးထားတဲ့အလောင်းကစားယုံပဲဖြစ်ပါတယ်။မကာအိုဟာ UNESCO ရဲ့ကမ္ဘာရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့မြို့တော်ဖြစ်ပြီးတော့ Ponty System ဟာမကာအိုရဲ့အလယ်ဗဟိုမှာတည်ရှိနေတာပဲဖြစ်ပါတယ်။ Student Pay 23,000ကျယ်ဝန်းတဲ့အဲ့ဒီလောင်းကစားယုံကြီးမှာဆက်အလုံးရေ320၊လောင်းကစားစပွဲကုန်150ခန့်ရှိထားပါတယ်။ ်အခန်းပေါင်း400ကျော်ရှိတဲ့အထက်မြင့်ဟိုတယ်ကြီးမှာကျဲခုမဲဆိုရင်တော့တာယာလှပတဲ့မကာအိုရဲ့မိုးကုတ်ဆပိုင်းမြင်ကွင်းကိုလည်းကြည့်ရှုခန်းစားနိုင်အောင်ပါအခုနောက်ဆုံးဖော်ပြမယ်ပြစ်စမမြောက်အကြီးဆုံးကာစီနိုယုံကတော့တောင်အာဖရိကနိုင်ငံရဲ့ Cladoff မြို့က Test Rio လောင်းကစားရုံပဲဖြစ်ပါတယ်။စတူရန်ပေ26,600ကျပ်ဝန်းတဲ့ Test Rio ကာစီနိုမှာလောင်းကစားဆက်အလုံးရေ258လုံးရှိပြီးတော့အလောင်းကစားဇပွဲကုန်12လုံးရှိထားပါတယ်။ တက်ရီယိုလောင်းကစားရုံရဲ့ထူးခြားချက်ကဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့ကကာနီဗယ်ပွဲတော်ရဲ့အငွေအသက်တွေကိုခန်းစားရရှိနိုင်တာပဲဖြစ်ပါတယ်။ဒါ့အပြင်တခြားကစီနိုတွေမှာမရနိုင်တဲ့တီးတန့်လောင်းကစားခန်းတွေကိုလည်းငှားရမ်းနိုင်မယ်လို့သိရပါတယ်။တနည်းပြောရရင်တော့တက်ရီယိုကာစီနိုရုံဟာလောင်းကစားမှုတသက်အတွက်သာမဟုတ်ဘဲနဲ့လာရောက်လည်ပတ်သူတွေအတွက်စိတ်လွတ်လပ်မှုနဲ့ပျော်ရွှင်မှုအတွက်အထူးအလေးပေးဖွင့်လှစ်ထားတဲ့အဆင့်မြင့်လောင်းကစားရုံကြီးတစ်ခုဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ ီတစ်ပတ်စံတော်ချိန်ရဲ့တုဒ္ဒရရအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာပါရစေရှင်နောက်တစ်ပတ်တွင်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့တုဒ္ဒရတာဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်ပါဖြစ်တာကြောင့်အောက်မျိုးကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ရပါရစေရှင်